ားကျင်တာအထက်မိကိုမိုင်းတိုက်နေရောအရင်မော်လားဟုတ်တယ်နော်ကျွေးစီးပြန်နေလားအကုန်လုံးလေအဲ့ထဲမှာအကုန်လုံးအလုံးပိတ်ပြီးတော့ရိုက်ကြတာဆိုတော့လေချွေးတွေကပြန်လာပြီးတော့တကယ်ကိုလည်းအဲ့လိုမျိုးလုံးဝပြန်လေအသက်ရှူကျက်တယ်လုံးဝဒီကိုရောင်ထဲမှာအပိတ်ခံထားရတဲ့သူတယောက်လိုပဲတကယ်ခံစားရတယ်နစ်ပါးစားကောင်းနေငါအခုချိန်ကြီးမမတော့ခေါ်ချင်နေသေးလားလားတန်လောက်တရုတ်တူအောင်လောကတရုတ်ဆောင်နေဆိုတာမျိုးမဖြစ်စေချင်ဘူးမမိုက်ဆိုလဲအရန်အားနာတာပေါ့နော်အဲ့ခန်းနေမှာဆိုလို့ရှိရင် နှစ်ယောက်သလုံးကိုသူအားနာတယ်မလုံချင်ဘူးကနော်ဖောက်ပြန်ကျင်ကြရတဲ့ဟာတွေနေတော့နှစ်ယောက်လုံးနီးကတာရှိအောင်မလားဒါတရုတ်ဆောင်နေတာပြိတက်ကတော့နားလည်မှာပဲပေါ့နော်အမှန်တော့တရုတ်ဆောင်နေရဆိုလည်းမဖြစ်ချင်ဘူးကွာဥမာရိုက်လိုက်တဲ့ခန်းနေပါလေသမီးဆွဲတဲ့ခန်းနေပါလေဆိုလည်းနောင်ဆွဲတာကိုမြင်တော့မှပြိတက်ကနာတယ်လို့ပါခံစားရမှာလေအဲ့ကောင်ကပြိတက်ကကောင်းလိုက်တာကောင်းလိုက်တာဖြစ်မှာလေကထားသမားနင်တို့ရ ့ကိုကြိုက်တဲ့သူကိုတော့အဲ့လိုတော့မလုပ်ပါဘူးမရတာကြီးကိုအတင်းလုံးမယူချင်ဘူးပေါ့ဒါမဲ့လည်းတချို့ကြတဲ့ရမက်ကြီးอ่ะပေါ့နော်ချစ်တာမဟုတ်တော့ပိုင်ချင်တာဖြစ်သွားတာပေါ့နော်ဆရာကြီးအောင်ချိန်ပြောသလိုပဲနှလုံးသားမပိုင်ဘယ်ရာမှတော့အကျုံးဝင်ပါတော်တာပေါ့အတွဲညီွားရဲ့အတွက်လည်းနုမိညာမောင်နှမရဲ့ပေါ့နော်အကျိုးစားအကျိုးနဲ့တာပေါ့ဟုတ် အာမမတင်သေးဖို့ပြောသွားသလိုပါပဲပြောဖို့အရန်ကောင်းပါတယ်ဒီကြတော့ပြည်ပြည်လေးဖြစ်မိပါတယ်မမအောင်လေးချီးစိုးတင်ပါဟုတ်ဟုတ်ကဲ့ဟုတ်ဒီကတခြားလုံးမှာအမှတ်တရတွေကအများကြီးပဲကိုရီးယားဒီဇက်မာသာအားလုံးအတွက်ပူလောင်မင်းနေရတယ်တကယ်တော့နောက်ပွဲမှာအားလုံးပျော်ရွှင်ပြီးတော့လေစကွီထနေကြစကွီထနေသူပြောသလိုပဲအဲ့လိုမျိုးအဲပြီးတော့သူနဲ့အမှတ်တရဆိုလို့ရှိရင်တော့ तू ကအဲ့လိုပေါ့အစအစတွေကလည်းစကားနှဲတော့အေးတော့သူ့ကိုအားလုံးဆွဲခွာတာပေါ့နော်အဓိကတော့ဆွဲခွာရဆိုတော့ तू ကတရုတ်ဆောင်လည်းကောင်းပါတယ်အဓိကအဲ့ဒီပညာပိုင်းမ ပြောဘူးပေါ့နော်ဒီ person နဲ့တော့ဆွဲခွာတာပေါ့နော်သူ့ကိုကိုရီးယားပဲစကားပြောတယ်ပေါ့နော်မိုင်းနဲ့လည်းသူရင်းနှီးအောင်နေသူလုံးပါပေါ့နော်ပို့ပြီးတော့ campus မိအောင်ပေါ့နော်အားလုံးနဲ့သူအဲ့လိုမျိုးတော့သူလိုက်နေရတာပေါ့နော်အဲ့ဆိုကိုရီးယားလည်းဒါပထမအဆုံးလုံးဝပထမဆုံးဆုံးမှုလားဆိုတော့လေအဲအဲ့ဒါလေးနေညှိယူခဲ့ရတယ်အဓိကတော့ on scene ရောက်သွားတဲ့အချိန်မှာတော့ဘာမှတော့ညှိယူစမ်းမလို့ပါသူလည်းသူလှုပ်ရှားရှိတာကိုသူကောင်းဆုံးစ조사ရတယ်ကိုလည်း ခိုးလို့ဆရာရှိတာကိုပေါ့နော်သူ့ကိုဆွဲခေါ်ဆရာရှိလဲဆွဲခေါ်ပေါ့နော်ပြောပြဆရာရှိလဲပြောပြပေါ့အဲ့လိုမျိုးလေးပေါ့ဒါမဲ့လဲအားလုံးစူးစမ်းထားပါတယ်အကောင်ဆုံးကသူနဲ့ခုနဲ့လဲတိတ်မတိတ်မြိမ့်ပါပဲချင်းမင်းလက်ကာရက်တာမှာချင်းမင်းလက်ကိုပို့ပြီးမှဘူးတင်ပေးရကကြတော့ကာရက်တာရဲ့ပြကြတော့မမခင်းင်းဝေရဲ့မမတင်သေးဘူးရဲ့ပေါ့နော်သူတို့တုံးယောက်ကကြတော့ချင်းမင်းလက်ကာရက်တာကိုပို့ပြီးမှဘိုးဖြစ်အောင်သူတို့တွေအကောင်ဆုံးဆွဲခေါ်ကြတယ်ပါဝင်ဒီမှာ ကူညီပေးကြရတာပေါ့တကယ်ကျေးဇူးတင်ပါတယ်အဲ့အပေါ်လည်းပီတိဖြစ်မိပါတယ်ကျွန်တော်ဒီကားတဲ့တပြေရကျတော့ तू ကဆိုးဆိုးတယ်လို့ကြာကြတော့ဒီမင်းနဲ့တယောက်နေနဲ့မမြင်မိပါဘူး तू ကအများရန်ဒီမင်းလက်မျက်စိမျက်လုံးမှာချစ်စရာကောင်းနေတယ်သူ့ရဲ့အမှုအရာလေးတွေသူ့ရဲ့ချွဲတန်လေးတွေကအစကိုယ့်ရဲ့ရင်ထဲမှာအများရန် ठी ठी နေတော့သူ့ကိုဆိုးရဲလို့တခါမှမမြင်မိပါဘူး။တာမျိုးတာမျိုးကောင်လေး။တာမျိုးကောင်လေး။ဘာပဲဖြစ်ဖြစ်ဆိုးနေတော့ အားလုံးကစိုးတယ်ပြီးတော့အရန်ကို သူ့အတွက်အရန်ကောင်းတဲ့ကောင်လေးဟုတ်ကဲ့အလုံးကတော့တော်တော်လုံးရတယ်ဒီထဲမှာသူ့ကိုဟိုဘောနော်ဇက်ရဆိုလို့ရှင်တပြေကထင်းမင်းလက်ကိုပါလာအောင်ပေါ့အထူးသဖြင့်ကကြတော့ထင်းမင်းလက်ကကြတော့ဇက်ရဆိုလို့ရှင်ပါဖို့တနည်းလည်းဘလို့မှမရှိဘူး तू ကမမကြီးနဲ့ပဲဘွားကြီးမှာအဆုံးတက်တော့မယ်သူ့ဘွားကြီးအားလုံးကိုလည်းမမကြီးရောပဲပေးထားတယ်လို့ဟို ဘယ်လိုပြောရမလဲတယောက်ဆောင်ပါယောက်ျားတယောက်ပေါ့နော်ဆိုတော့အဲ့တပြေကမပါပါလောက်မရမကပြီးတော့အမှန်တမ်းပြောရရင်အဝေးကွာအနေထားရဆိုလို့ရှင်ဒီအိမ်ကြီးရှင်ရဲ့အာပေါ့နော်အမျိုးသားတယောက်နေနဲ့ပြီးလို့ရှင်အိမ်ကူတယောက်နေနဲ့အဲ့ဒီ level တစ်ခုကိုဆွညိပြီးတော့ပေါ့နော်ပေါင်းဆက်ဖို့ဆိုတော့နော်အဝေးလုံးဝဖြစ်နိုင်ဘယ်လိုပြောရမလဲတပြေရဲ့ဝိထုစာအုပ်ထဲကဟာကလုံးဝပေါ့နော်မဖြစ်နိုင်တပြေရဲ့ဝိထုစာအုပ်ထဲကစိတ်ကူးကလုံးဝမဖြစ်နိုင်တကယ်တော့အပြစ်မှာပေါ့နော် ်လက်တွေ့ဘောမှာဆိုတော့လုံးဝမဖြစ်နိုင်ဘူးဒါပေမဲ့မရမကကြီးတပည့်ရဲ့အတင်းဆွန့်ညှိတာအဲ့လိုဆိုတပည့်အနေနဲ့ဆိုရင်တော့ပုံပင်မန်းလိမ့်မယ်ပေါ့ဟုတ်တပည့်ဖြစ်ဖို့ကတော့အရန်ချွဲခဲ့ရတယ်တင်းတဲ့ဖို့ဆိုရင်တော့မဟုတ်ဘူးတင်းတဲ့ဖို့ဆိုရင်တော့မဟုတ်ဘူးเนาะတင်းတဲ့ဖို့နိုင်ကြမှာပါတပည့်အနေနဲ့ဆိုရင်တော့ချွဲစရာမလိုပါဘူးဟုတ်ဟုတ်နည်းနည်းပါတော့သိချင်းခဲ့တယ်ပေါ့သိချင်းခဲ့တယ်ပေါ့သိချင်းစရာမလိုမလိုပါဘူးသိချင်းစရာမလိုတာ မမရဲ့စကားပြောတာနေရစားအရန်နားထောင်လို့ကောင်းတယ်အရန်မဝင်ချိုးပါသူပဲပြောသေးရတော့ဒီကတော့ပြိသက်ရင်နဲ့ရောက်ဖို့အတွက်ညီမတို့ကအကောင်းဆုံးဒီနုပညာမောင်ညီမရယ်ပေါ့နော်တကြရာကာရိုက်တာနဲ့အကောင်းဆုံးဒီဒရိုက်တာစိတ်တိုင်းကြပေါ့နော်ပြီးလို့ရှိရင်ဇက်ကိုလည်းပို့ပြီးပေါ်လွှင်အောင်လို့အကောင်းဆုံးစ조사ခဲ့ရတာပေါ့သူဆိုလဲဒါအကောင်းဆုံး조사ရယ်ပေါ့နော်မှန်တယ်ပြောလို့ရှိရင်နှစ်ယောက်စလုံးနဲ့ရောဟိုကမ်စင်မီအောင်လို့ပေါ့နော်တစ်ဖက်မှာလည်းမမရဲ့မောင်လေးဖြစ်အောင်တစ်ဖက်မှာလည်း ကိုကြီးဖြစ်အောင်လို့သူကောင်းလို့လုပ်တယ်အရန်ချစ်ကြည့်ပါတယ်ဟုတ်သူ့ကိုအရှင်သခင်လိုကိုးကွယ်ဖို့အတွက်ရောအဲအဲ့လိုပြောကိုကြီးလိုရောချွဲရတာပေါ့အဓိကတော့ဒီထဲမှာအားလုံးကတင်းတဲ့ဘုံလုံးမမြင်မဲနဲ့တပြေလို့မြင်စေချင်တာပေါ့နော်အဲ့လိုမျိုးလေးဖြစ်စေချင်တာပါဟုတ်အပြန်ကြီးရဲ့အချိန်တိုင်းမှာဒါကကျတော့ကျွန်တော်ဘုရားတော့ပထမဆုံးထွက်တဲ့ဇက်ကားမှာဇလန်သွဲမှာတာထွက်ကောင်းတယ်လို့ပြောပြောပြောရမှာပေါ့နော်ကျွန်တော်ဘုရားတော့ကျတော့အာဘာဖြစ်ဖြစ်ဒီကားတွေကို အာအမြဲတမ်းကြည်ပြတဲ့အချိန်မှာလည်းချင်းမင်းလက်တယောက်အနေနဲ့တကယ်ပီတိဖြစ်မိပါပါတယ်ပြီးကြတော့ရှီယူတယောက်အနေနဲ့လည်းတကယ်ပီတိဖြစ်မိပါတယ်ဗျာအပြင်ကရှီယူတယောက်အနေနဲ့ဆိုရင်ကကြတော့တပြေလိုမင်းကလေးအပေါ်မှာကြတော့တကယ်ဆိုရင်အဆင့်အတန်းဆိုတာကျွန်တော်အတွက်ကြတော့စီးသားထားတာမရှိဘူးဗျဘာပဲဖြစ်ကိုယ့်အပေါ်နားလေပေးနိုင်တယ်ကိုယ့်အပေါ်တကယ်မဖောက်ပြန်မင်းနဲ့ချစ်ချစ်ပေးနိုင်ရင်အဆင်ပြေပါတယ်ကျွန်တော်တော့ယောက်ျားလေးတွေဆိုရင်အမြဲတမ်းချွဲကောင်မလေးတွေကို အမြဲတမ်းတော့ကြိုက်တာတော့မဟုတ်ဘူးတခါတလေချွဲရလေးကြိုက်ကြိုက်တယ်တခါတလေအာကိုခံနေတာအာကိုခံနေတာလေးကြိုက်တာပေါ့နော်အဲအမျိုးပေါ့အမျိုးပေါ့ပြောလိုက်ပြီဒီကတော့ဒီထဲမှာကာရိုက်တာပြောင်းတာပေါ့နော်ဆိုတော့ကာရိုက်တာပြောင်းတာဆိုတော့တပြေဟိုကချွဲကောင်မလေးဖြစ်နေတာဘာဖြစ်လို့လဲဆိုတော့သူ့မှာဟိုအယမ်းကိုရှင်းချက်တဲ့အရာရာဘာမှအာကိုစရာမလိုနဲ့မမကြီးရှိပြီးသားလေးအဲ့တော့သူ့ရဲ့သူ့ရဲ့အာဏာချက်ကိုကိုကကင်မိုးအတွက် ကိုကဒီအချွဲအမြူလေးအမှုရွာလေးနဲ့သူစီဝင်ရတာပေါ့နော်ဆိုတော့တပြေပြေအောင်အများကြီးစူးစမ်းခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့ ဟိုကိုယ်ကာရိုက်တာကြတော့မြင်နေရအားလုံးမြင်နေရတဲ့အတိုင်းပဲပေါ့เนาะဆိုတော့ဒီထဲမှာအတင်းတဲ့ပုံကိုတင်းတဲ့ပုံလုံးမမြင်စေချင်ဘူးပေါ့เนาะကာရိုက်တာလည်းစင်မြောသွားပြီးတော့တပြေလို့ပဲတပြေလို့ပဲမြင်စေချင်တဲ့အဲတပြေလည်းဖြစ်အောင်လည်းအများကြီးကြိုးစားထားပါတယ်အခုလည်းပြိသက်တွေရဲ့စိတ်ထဲမှာတပြေဆိုပြီးတော့ပေါ့เนาะကာရိုက်တာလေးဆွဲဝါးအတွက်လည်းအရန်ချင်တတ်ပါတယ်ဒါကညီမတို့ရဲ့ကြိုးစားရတဲ့ကြိုးစားရကြိုးနဲ့တဲ့နတ်စေတဲ့စုလပ်ပဲပေါ့เนาะဟုတ်ရှိတာပေါ့เนาะအဲ့တော့အရန်ပေါ့အရန်ရှိတာပေါ့ အတန်လောက်သရုပ်တူအောင်လောက်သရုပ်ဆောင်နေဆိုတာမျိုးမဖြစ်စေချင်ဘူးပြီးတော့လေမမိုက်ဆိုလဲအရန်အားနာတာပေါ့နော်အဲ့ခန်းဒီမှာဆိုလို့ရှင်နှစ်ယောက်သုံးလုံးသူအားနာတယ်မလုံးချင်ဘူးပေါ့နော်အဲမလုံးချင်ဘူးဆိုတာဟိုအဲ့လိုက်တွေသူမလုံးပြချင်ဘူးမလုံးရက်တာမလုံးရက်တာပေါ့နော်နှစ်ယောက်သုံးလုံးပေါ်မှာလဲသူအဲ့ဒီမှာကိုရီးယားမရဘူးမမိုက် ဒရိုက်တာကလည်းမဟုတ်ဘူးဒါတယုတ်ဆောင်နေတာပြိတက်ကတော့နားလည်မှာပဲပေါ့နော်အမှန်တော့တယုတ်ဆောင်နေဆိုတာကြီးတယုတ်ဆောင်နေဆိုတာလည်းမဖြစ်ချင်ဘူးကွာဥပမာရိုက်လိုက်တဲ့ခန်းနေပါလေသမီးဆွဲတဲ့ခန်းနေပါလေဆိုလဲနောင်ဆွဲတာကိုမြင်တော့မှပြိတက်ကနာတယ်လို့ပါခံစားရမှာလေအဲ့ခါကျတော့ပြိတက်ကကောင်းလိုက်တာကောင်းလိုက်တာဖြစ်မှာလေသိရမှာလားအဲ့ဒီရဲ့ဟုတ်ကဲ့အဲ့လိုမျိုးဖြစ်နေရမှာအဲ့ဒီရဲ့ feedback ကိုလည်းကိုရီးယားလိုချင်တာဆိုတော့ ဲ့လိုမျိုးဖြစ်အောင်ပဲစူးစမ်းခဲ့တာဖြစ်တဲ့အတွက်မမအိမ်မှာရောကိုရီမှာရောအမှတ်တရအများကြီးရှိပါတယ်ဟုတ်အဲ့ထက်မှနာကျင်တာထက်မိကိုမိုင်းတိုက်နေရောအရင်မော်လားဟုတ်တယ်နော်ချွေးစည်းပြန်နေလားအကုန်လုံးလေအဲ့ထက်မှအကုန်လုံးအလုံးပိတ်ပြီးတော့ရိုက်ကြဆောလေ ချွေးတွေကပြန်လာပြီးတော့တကယ်ကိုလည်းအဲ့လိုမျိုးလုံးဝပြန်လဲအသက်ရှူချက်တယ်လုံးဝဒီကိုရောင်ထဲမှာအပိတ်ခံထားရတဲ့သူတယောက်လိုပဲတကယ်ခံစားရတယ်ကိုရယ်ဆိုလို့ရှိရင်တော့ကိုကြိုက်တဲ့သူကိုတော့အဲ့လိုတော့မလုပ်ပါဘူးမှန်တယ်မရ မရတာကြီးကိုအတင်းလုံးမယူချင်ဘူးပေါ့နော်ဆိုတော့ဒါမဲ့လည်းတချို့ကြရတယ်ရမက်ကြီးရပေါ့နော်ရမက်ဆိုတဲ့အတိုင်းပဲနော်တချို့ကြရလည်းဟိုအချက်ကိုရရတဲ့နီးနဲ့ယူချင်တဲ့သူတွေရှိရတယ်ရမက်ရမ်းကြီးွားပေါ့ဒီလူတယောက်ကိုပိုင်ဆိုင်လိုစိတ်အရမ်းရှိသွားသူကအဲ့ခါကျတော့ ချစ်တာမဟုတ်တော့ဘူးပိုင်ချင်တာဖြစ်သွားတာပေါ့နော်ဆိုတော့ဟိုအဲ့လိုစိတ်နဲ့သူလည်းရှိပါပြမဒါလည်းရှိတော့လေတကယ်တကယ်ကြီးကိုဘယ်လိုပြောရမလဲတကယ်ကြီးကိုဒါကြောင့်လဲထည့်ရိုက်တာပေါ့နော်တကယ်လည်းရှိတာဟိုအဲ့လိုမျိုးပုံစံတွေကကြာကိုရီတာမမြင်ရတာလေရှိတဲ့နေရာမှာရှိကြရပေါ့နော်ဒါမဲ့လည်းဟို ပေါ့ဆရာကြီးအောင်ချိန်ပြောသလိုပဲနှလုံးသားမပိုင်ဘယ်ရာမှာတော့အကျုံးဝင်မှာမမောင်တင်းမှာအရင်မစင်းတော့နော်ချက်ချင်းမဲသူလည်းတကယ်ပြင်မှာဆိုမောင်လေးနော်ဟုတ်ကဲ့ဟုတ်ကဲ့ချွဲလို့ရတယ်ကိုကြီးတွေကချွဲလို့ရရတာထင်တာမချွဲလို့မရဘူးကိုချွဲလို့ရရမောင်လေးတွေကိုကမောင်လေးတွေပေါ်မှာမမဆိုးကျင်တာကိုကိုကြီးတွေကဒီနောက်ပိုင်းမှာဆိုနည်းနည်းအန်သိတွေ

ပြောချင်ပါရဲ့အားလုံးပဲကြည့်ရှုရတဲ့အချိန်မှာစိတ်ရင်းချမ်းသာခြင်းကိုရေးကြမှာရှင်းရပါစေလို့ဆုတောင်းပေးပါတယ်အထူးသဖြင့်ဒီရမတ်ထင်းကြီးကတဲတို့အများကြီးစူးစမ်းထားတယ်စူးစမ်းထားတဲ့လောက်လည်းပြိသက်ရင်ထဲကိုရောက်သွားတဲ့အတွက်ကိုပျော်ရွှင်မိပါတယ်ပြီးလို့ရှိရင်နောက်တစ်ခုပြောချင်တာဘာကြောင့်မဲဒီရမတ်အကြောင်းပြောနေပြောနေ တပြေတော့ပျော့ပါတယ်လို့ပေါ့နော်ပြီးတော့ဟိုတပြေဆိုပြီးတော့လည်းအတိမထမှန်ပြီးတော့ပြုတ်ပေးတဲ့အတွက်အရန်ကျေးဇူးတင်ပါတယ်ဒီထိန်းတစ်ခုလုံးစူးစမ်းခဲ့တဲ့အတွက်အခုပြိသက်ကြီးကလည်းအဲအပိတ်မှုတွေပြန်လည်ရရှိရတဲ့အတွက်အလုံးစူးစမ်းရတော့နှစ်ပါတယ်အပိတ်တဲ့တယောက်ချင်းစီကိုအရန်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်